မိမပေါ်ရှင်တာအကြအရင်ချလို့အရင်ချလို့အဲ့လိုမျိုးအားကြလို့အဲ့ဒီသူတို့ရဲ့ private wedding လေးကိုလေအဲ့လိုအရင် meaningful ဖြစ်တယ်လို့ခံစားရတယ်။ဒါပဲလေကိုယ်လည်းကြအခုဒီမှာရိုက်ကူးရေးလေးရင်လောက်ကြမယ်လေ။နောက်ပါအဲရူရတာကိုကြိုက်လားတိစိတ်ဖြူဆိုင်ပေးရအောင်ကြိုက်လားဆိုတော့ကြိုက်တယ်။နှစ်ခုလုံးကြိုက်တယ်။ကြိုက်တယ်နှစ်ခုလုံးကြိုက်တယ်။တော့ဘာကွာလဲကို ်ဘာမှကွာပါဘူးတူတူပါပဲဒီကအချစ်ခံနေရဖို့ပဲလေဟုတ်တယ်မလားအကောင်လုံးကတော့ချစ်ကြပါတယ်ဇာလန်တွေနဲ့မေရမုံမန်ညူဆိုရယ်ဇာလန်တွေပေါ့เนาะဒီကားမှာလဲဒီ အဲ character လေးတစ်ခုနဲ့အတူတူကြကြမြင်ရအောင်ပါဗာဒီဇက်ကိုဖတ်လိုက်တဲ့ချိန်မှာလည်းမူကရနဲ့သဘောကျရတယ်ထူးခြားတဲ့ character လေးတစ်ခုလည်းဖြစ်တယ်ပေါ့အဲ့လိုအိမ်တော်ရင်း drama လည်းဖြစ်တယ်အဲသူကအဲ့လိုအဲ့လို family drama လို့လည်းအဲ့လိုမျိုးလေးလည်းဖြစ်တယ်ဆို drama ပေါ့ drama ပါပဲမိချမ်းနဲ့အောင်ရင်ချမ်းနဲ့အောင်ရင်နဲ့တော့မစုံတာလည်းကြာပြီပေါ့နော်မစုံတာကြာရင်ဆိုမဲ့အပြင်မှာတော့အဲ့လိုမမဒီကမမခိုင်မာနဲ့လည်းခင်နေတော့အမြန်ဟိုခင်နေပေါ့နော်အဲ့လိုဟို တကယ်မောင်နှမလေးခြားရည်ပဲပေါ့အဲကျမမဟေတီရိုက်ပြီးကလေးကအောင်နေနေမဆုံတာခြားရည်ပေါ့အာကျမမဟေတီကနောက်ဆုံးဇာလန်တွေဖြစ်မှာပေါ့သူနဲ့ရိုက်ခဲ့အခုထပ်ပြီးတော့ထပ်ဆောင်နေတော့ ဒီချမ်းဆန်နေနေပြီရောက်ခေါ်အဲ့လိုပဲမွားရနာမည်ပေးရန်တော်ရလေးတည်ရမှလားလို့ရှူတင်နေမှာဆိုရင်ကိုပေးလိုက်တဲ့နာမည်ကြီးကအဲ့လိုတွင်သွားတာအဲ့လိုမျိုးအခုဆိုမခိုက်ပါစာမိချမ်းပဲဖုန်းပြောလို့ရှင်တက်မီးရေမိချမ်းကလေမဖြစ်တယ်ညာဖြစ်တယ်အဲ့လိုအဲ့လိုအဲ့လိုဆိုတက်မလားမိချမ်းကလေအပြစ်ထွက်သွားအဲ့ဒီမှာဂျင်းသွားတယ်ပြန်လာမယ်ဆိုပြန်မလာသေးဘူးအဲ့တက်မလားလို့အဲ့လိုအဲ့လိုဖြစ်သွားမခိုက်ပါပါလို့ဘာလို့လဲလက်ပြရမလားလက်ပြရမလားတိုက်ရမလားရိုးရလက်ပြရမလားဟမ်ရိုးရလက်ပြရမလားရိုးရဟာက နည်းနည်းနည်းပါရှိတော့ရှိနည်းပါတယ်နည်းတော့နည်းမယ်ထင်တယ်ငယ်ဘဝလေးမှာတော့ရှိမယ်ထင်တယ်ဟုတ်ပြတ်ချစ်တတ်ပါရဲ့မွားအဲ့လိုမျိုးအမွားတစ်ခါကြာရင်အဲ့လိုမွားအဲ့လိုမပထမဆုံးမို့တွေ့ရလူတွေဆိုလို့ရှိရင်အကုန်လုံးကအဲ့လိုမျက်နှာတည်တယ်အဲ့လိုမျိုးထင်ကြရမယ်တကယ်မွတ်စိတ်ရမ်းလို့လေအဲ့ဒါမို့နဲ့ပေါင်းနဲ့ပေါင်းတိတ်သွားတရင်တနည်းမဟုတ်ပဲနဲ့အဲ့လိုနည်းနည်းလေးတိသွားပြီးစမ်းလို့ဆိုရင်တော့အဲ့လိုခင်သွားပြီးဆိုရင် ဟိုအရင်ရင်ခင်မှာမဟုတ်နည်းနည်းခင်သွားတယ်ကိုတည်တယ်အဲ့လိုမျိုးအဲ့အဲ့လိုစိတ်အရင်နုတယ်ပြီးတော့တခါခုဆိုအရင် emotional ဖြစ်လွယ်ရတယ်အဲ့လိုပေါ့နော်ဟုတ်ကဲ့ကြည့်အပြစ်မမြင်တတ်ဘူးဆင်အပြစ်လည်းမြင်ပါတယ်အဲ့လိုတိတ်ဆောက်ခံဟောနောက်တာကမဟုတ်ပါဘူးဒါပေမဲ့ဟိုငယ်ငယ်တော့ကဆိုလို့ဆိုဆယ်ကျော်တက်တော့မှာတော့အဲ့လိုမျိုးရှိရပါတော့ဒါပေမဲ့အခုကတော့ဆယ်ကျော်တက်မဟုတ်တော့ဘူးလေနော်၃၀ကျော်တက်ဖြစ်သွားအဲ့ဒါလိုပါပဲတပိကမိမပေါ်ရှယ်တာအားကြ အရင်ချစ်လို့အရင်ချစ်လို့အဲ့လိုမျိုးအားကြလို့အဲ့သူတို့ရဲ့ private wedding လေးကိုလေအဲ့လိုအရင် meaningful ဖြစ်တယ်လို့ခံစားရတယ်ဟုတ်ကဲ့ပါမဟုတ်ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်မလာပဲလေကိုလည်းကြာအခုဒီမှာရိုက်ကူးရေးလေးရင်လောက်ကြမယ်လေတော့ပါမင်းကမသိပေမဲ့ private ဆိုတာတဲ့အဲ့လို အဲ့လို forest wedding လေးတို့ beach wedding လေးလို့အဲ့လိုမျိုးဆိုတိုက်တယ်အဲ့လိုတိုက်တယ်နဲလေအဲရူရာကိုကြိုက်လားတင်းစစ်ကျူးဆိုင်ပေးရကိုကြိုက်လားဆိုတော့ကြိုက်တယ်နှစ်ခုလုံးကြိုက်ကြိုက်တယ်နှစ်ခုလုံးကြိုက်တယ်အဲ့တော့ဘာကွာလဲကိုစိတ်ဘာမှကွာပါဘူးတူတူပါပဲဒီကချစ်ခံနေရဖို့ပဲလေဟုတ်တယ်မလားချစ်ခံနေရ ကောင်လုံးကတော့ချစ်ကြပါတယ်ဟုတ်ကောင်လုံးပြည့်တက်တယ်ဆိုလည်းရဟန်းချစ်ကြတယ်ဒီကဒီစာရင်စင်းကအကိုမိုက်ဆိုလည်းအားချစ်ကြတယ်ဟုတ်တယ်မလားဒီမှာတပုံရဲ့နေကင်မရာမန်ကြီးဆိုလည်းရဟန်းချစ်ကြတာပြောင်းမှလည်းမရှိပြချိန်တိုင်းလေးရေတို့လာချီဆို က်ဒီဇက်လန်တွဲကအခုဒီရွှေစီတော်ထုတ်လုပ်ရေးနဲ့မဟာနဲ့ပူပေါင်းပြီးရိုက်ကူပြီးတော့မဟာရုပ်တံလိုက်မှာအာပြတ်တာမှာဖြစ်ပါတယ်ဥယျာဉ်နေနဲ့လည်းအဲ့လိုတွဲပြီးတော့အများကြီးရရမယ်ဆိုတော့ကြောင့်အများကြီးလက်ခံယူပါတယ်ဆိုတော့အာထပ်ပြီးမိုးကောင်းဆုံးစူးစမ်းပါမယ်ဒီကားလေးထွက်လာမယ်ရက်ဆက်ကိုပြည့်တဲ့ကြီးအောင်ကြည့်ပေးပါလို့အားလဲအားပေးကြပါလို့ပြောချင်ပါတယ်ရှင်